Hello အားလုံးမင်္ဂလာပါညီမကတော့လင်လာအောင်ဖြစ်ပြီးတော့အခုကတော့ Bangkok University မှာ IMI major နဲ့ပညာသင်ယူနေပါတယ်မေဂျာအကြောင်းပြောရမယ်ဆိုရင်တော့ဒီမှာက content creation ပေါ့နော်အဲ့ဒါလည်းပါတယ်ပြီးကြရင် camera နဲ့ပတ်သက်ပြီးတော့အလုပ်လုပ်ရတယ်အာ editor လုပ်ရတာမျိုးရှိမယ်ပြီးရင် writing တွေပါတယ်လုပ်ရတာမျိုးပါပါမယ် ညီမအရင်ကတည်းကနေမှဗီဒီယိုရင်းနဲ့ဗီဒီယိုလုပ်ရတာကိုအရင်စိတ်ဝင်စားရေးပြီးကြရင် passionate အရင်ဖြစ်တယ်ပေါ့နော်အဓိကအဖြစ်ဆိုရင်တော့ editing အပိုင်းဆိုမြဲအခုထိတော့မတင်ရသေးဘူးဒါပေမဲ့သင်ချာရှာကြည့်ရဲ့အခါမှာဒီ Bangkok University ရဲ့ဒီ major မှာကျတော့အဲ့လိုမျိုးတွေပါမယ်ဆိုတော့ဒီ major ကိုပဲ design မမှန်နဲ့ရှောက်ခဲ့ရပါ ီမှာကတော့များတော့အဖြစ်လက်တွေ့ project တွေလုပ်ရတာများရဲ့ပေါ့နော်အခုကတော့ညီမတို့ photography အတန်းလေးပဲရှိသေးတယ်ဒါပေမဲ့အဲ့အတန်းမှာဆိုရင်လည်းကိုယ်တိုင်ကင်မရာကင်ပြီးတော့တပုံတွေရိုက်ရရဲပြီးကြရင်အပြင်နေပါရဲသွားပြီးရိုက်ရတာမျိုးကြီးလည်းရှိရဲပေါ့နော်အဲ့ဒါကိုမှတို့ကနေပြီးမှအမှတ်ပေးရဲ grade ပေးရဲအဲ့လိုမျိုးနဲ့ပဲဆုံးဖြတ်ပါရင်အခုထိတော့ဆောင်ဝဲမရှိသေးပါဘူး။အာ PC လေးရှိပေမဲ့ကုလလောက်ပေါ်မှာနော် serious အဲ့လိုမျိုး test တော့မရှိပါဘူး။ အခုကတော့ညီမက semester အစပဲရှိသေးရဆိုတော့ဗောနော်အခုတင်တာနဲ့ဆိုရင်တော့အမ်ထပ်တူလောက်တော့ကြပါရဲ့ပြီးတော့ဒါပေမဲ့သူတို့တင်တဲ့ဟာပုံစံအကျတော့ visit ကနေစတင်တာအများရဲ့အတွက်ကြောင့်မလို့ကိုကတကယ်လို့ပို့ပြီးတော့တိချင်တယ်ပို့ပြီးတော့တက်ချင်တယ်ဆိုရင်တော့ကိုကနေကိုပြန်လေ့လာရမယ့်အချက်လေးတော့ရှိရဲ့ဗောနော်သူတို့တင်တာကတော့ visit လောက်ပဲတင်ပြီးပါရဲ့ ကျောင်းရှောက်ဘွားတော့အရင်မခက်ခဲခဲဘူးပေါ့နော်အဓိကတော့အဲ grade တွေဆောင်းဝဲအောင်တာပဲဖြစ်ဖြစ်ညီမကတော့ GED နဲ့ပြီးခဲ့တော့ GED အောင်လက်မဲ့ရင်ပြီးကြရင် English test တစ်ခုခုပေါ့နော်တကယ်လို့ဘွားဖြေတာမရှိဘူးဆိုရင်တော့ဒီကျောင်းက test ကိုဖြေလို့လည်းရပြီးတော့ကျောင်းက PEC program တွေနဲ့ join ပြီးတော့ဝင်လို့ရပါတယ် lifestyle uni lifestyle ပြောရမယ်ဆိုရင်တော့ပော့ပါရယ်ပေါ့နော်ညီမယူထားတဲ့ major သူများတွေလိုမျိုး heavy တော့မဟုတ်ဘူးဒါပေမဲ့လည်းအာ project တွေတခြားလုပ်ရရယ် group work တွေအများရဲ့အတွက်ကြောင့်မလို့တငယ်ချင်းတွေအများကြီးရှိရယ်ဆိုရင်တော့ပျော်ဖို့ကောင်းပါရယ်အဲနေတာကတော့အကြောင်းကအဆောင်မပေးရတဲ့ကြောင့်မလို့ကိုကနေကိုအပြင်မှာရှာပြီးတော့နေရယ်ညီမကတော့လက်ရှိအာကွန်ဒိုတငယ်ချင်းနဲ့ငားပြီးတော့နေရယ်ပေါ့နော်အာတလားတလားကိုကုံမဲ့စိတ်ကတော့ကိုနေရထိုင်တာစားစိတ်ကိုအပါဆိုရင်တော့တထောင်ခွဲလောက်တော့အနည်းဆုံးကုန်ပါရဲ့ ကျောင်းကတော့ညီမတော့သူများရင်လည်းတော့တရက်နဲ့တရက်တော့မတူဘောနော်ဒါပေမဲ့ညီမတက်ရတော့တစ်ပတ်မှာ3ရက်ပဲတက်ရပါတယ်3ရက်ကိုမှနှစ်ချိန်ပေါ့နော်မနက်7:40အတန်းအနေပြီးမှ7:00နာရီရှိမယ်2နာရီခွဲရနေပြီးမှအာ4ခွဲ9နာရီပေါ့နော်အဲ့ဒါကတော့ပုံမှန်ပါပဲရှင်ဒါပြီးသွားရေးဆိုရင် လုံးလို့ရမယ့်ဟာကတော့အတိအကအဖြစ်ကတော့ တော်တော်များလောက်ကြတာပေါ့နော် content creator လောက်ကြရဲချိုးချောက်လည်း editor လောက်ကြရဲတချို့ချောက်လည်း writer အဲ့လိုမျိုးမျိုးစုံတော့ကိုယ်ကဏ္ဍနဲ့ကိုယ်နာသွားလို့ရရဲပေါ့နော်ဘာလို့လဲဆိုတော့ဒီဥစ္စာအာရေဘူးရခြုံပြီးတော့အကုန်လုံးစုပြီးတဲ့နဲ့ဖြစ်တဲ့ကြောင့်မလို့ကိုလိုချင်တဲ့အပိုင်းကိုကိုကလုချင်တဲ့ဒါကိုတစိုင်းမမက်ရွေးပြီးတော့လုပ်လို့ရပါတယ်ကျောင်းကဘေးရဲ့ facility ကတော့အခန်းထဲမှာဘောနော်သူက desktop တွေပါထားပြီးထားရဲ့ အမ်ကိုကတကူတကရေးတဲလာဆရာမလို့အဲ့ဒါပြီးတော့ကင်မရာရေးပါရဆိုရင်လည်းကျောင်းကငါပေးရမျိုးရောရှိရဲပေါ့နော်ဒါပေမဲ့ तू ကအချိန်အကန့်တန်းနေတော့ငါပေးရဲအမ် wifi ကတော့အကုန်လုံးကျောင်းသားအကုန်လုံးတုံးလို့ရပါတယ်တကယ်လို့ဒီမေချာကိုစိတ်ဝင်စားရဲတင်ချင်နေဆိုရင်တော့စုံစမ်းကြည့်ပြီးတော့ဒီမှာလာတက်လို့ရရဲပေါ့နော်။ကိုကကင်မရာနဲ့လှုပ်လှုပ်ရတာတဘောကြရဲပြီးတော့ဗီဒီယိုခရီးလုပ်ရတာတွေကို fashion day ဖြစ်တဲ့လူဆိုရင်တော့ဒီမေချာကအင်းရွေးချယ်စရာတွေရတယ်မှာရွေးချယ်စရာကောင်းတစ်ခုလို့တော့ထင်ပါရဲ့။ บาย